အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြိုင်ပွဲတက်ဒီအားလုံးပဲမင်္ဂလာပါဒါကျွန်တော်တို့အခု Sunday Nation League Final ပေါ့လေကျွန်တော်တို့ Sunday မှာ Portugal နဲ့ Spain နဲ့ကပ်မယ် Nation League Final ကတော့ခုလက်ရှိမှာ Portugal ကဒါဟိုတနေ့ဦးက Asian Germany ကိုနိုင်ပြီးတော့သူတို့က Final တက်သွားတယ် Spain ကတော့ပြင်သစ်ကို5-4နဲ့နိုင်ပြီး Final တက်သွားတယ်တက်သွားတဲ့အချိန်မှာအခုလက်ရှိမှာ Spain က back to back ဖလား3လုံးရနိုင်မဲ့အခွင့်အရေးရှိလာပြီ ဆိုတော့စပိန်ကတမိုင်းတလျှောက်မှာဒီလိုမျိုးဖလားသုံးလုံးရဘူးတယ်ဒါအခုလက်ရှိအာဂျင်တီးနားကဖလားသုံးလုံးရထားတယ်ဆိုတော့အခုစပိန်ကအခုလက်ရှိဒါဘက်တူဖက်ဖလားနေနေဒါသူတို့2000စနစ်ယူရိုရဲ့2010ဝေါကတ်ရဲ့2008ယူရိုအဲ့ဒါတော့တကယ်မေဂျာဆူပလာဂျီသုံးလုံးရတယ်အဲ့နောက်အာဂျင်တီးနားက2021ကိုပါရတယ်22ဝေါကတ်ရတယ်24ကိုပါရတယ် စပိန်နဲ့လူးစ်ဂျယ်လီဖွန်နီရဲ့အသင်းကတော့မတူညီတဲ့ different ပုံစံမျိုးပေါ့လေသူတို့ကတော့ nationally euro nationally ပုံစံမျိုးဖြစ်နိုင်တယ်လက်ရှိနေထားရလဲစပိန်ဟာ world cup မှာသူတို့ favorite ဖြစ်နေအောင်ပါပဲဘာကြောင့်လဲဆိုတော့ဒီနေ့ပြင်သစ်ကိုသူတို့5-4နဲ့9နဲ့ပွဲကိုကျွန်တော်ပြောချင်တာပါလဲဆိုတော့ပက်ထရီထွက်သွားလို့ဒါပြင်သစ်အတွက် chance ရတာဗျအမှန်တိုင်းပြောရင်ပက်ထရီထွက်သွားလို့ပြင်သစ်အတွက် chance ရတယ်ချိန်ထဲမှာပဲဒါတော့ root 3တော့မပါသေးဘူး မီကယ်မူရီနိုနဲ့စူပါမန်နီကစားတယ်ရိုဒရီမပါသေးဘူးဗျာဒါစပိန်ကွင်းလည်းတော်တော်ကောင်းတယ်ဒီကြားထဲမှာကျွန်တော်တို့တိုက်စစ်ကအိုယာစပယ်ပဲရှိလို့မော်ရတာလည်းအဲ့လောက်မကောင်းဘူးစပိန်မှာစန်တာဖိုတယောက်လောက်ရှိလို့ရှိရင်မှန်တိုင်းပြောလက်ရှိစပိန်အသင်းကိုဘယ်သူမှမတားနိုင်ဘူးခံစစ်โอเคနည်းနည်းလေး sloppy ဖြစ်တယ်အထူးဖြင့် Vivian ဝင်လာတဲ့အချိန်ကျသွားတာမှန်တယ်ဒါပေမဲ့သူတို့ခံစစ်ကလည်းတော်တော်လေးကောင်းတယ်တကယ်လို့နောက်ပိုင်းမှာလွန်နော်မေနီယာမှာကူပါစီနဲ့ဟော့ဆန်ဆိုပြီးပူကောင်းရမယ်ဒါပေမဲ့အတွေ့အကြုံတော့နည်းမှာပေါ့လေနောက် full back တွေတော်တော်လေးအားကောင်းတယ် ဂိုးသမားကတော့ပြောတာမရှိဘူးတွေးကြုံရှိတဲ့ဂိုးသမားဖြစ်တယ်ဒီကြားထဲမှာကွင်းလေကချောက်ဖို့တော့ကောင်းတယ်ကျွန်တော်မြင်တော့ဒါအခုလောလောဆယ်အနေထားရကျွန်တော်ကြည့်တဲ့အချိန်မှာဘာတိထားမိလဲဆိုတော့ပြည်သိခန့်စစ် okay ဟုတ်တယ်ဟိုခနာတီနဲ့ဆလီဘာမကစားရတာလည်းပါတယ်ဥပမခါနိုးမပါတာလည်းပါတယ် okay juice condi မပါတာလည်းပါတယ်ဆိုတော့သူတို့အားနေတာပန်းတယ်ကွင်းလေပိုင်းကပြာရွှေမာနီတို့ပူကောင်းတဲ့ကွင်းလေအစုဖက်တို့ပူကောင်းနိုင်တယ်ဒါပေမဲ့ပြည်သိကွင်းလေက physical အားပဲရှိတာဗျတကယ်တမ်းကျတော့ ွဲကိုထိန်းချုပ်နိုင်တဲ့တန်ဖိုးအတင်ကြစပိန်မှာ everything ပြ everything physical ကစားမလား pressing ကစားမလား counter ကစားမလားပွဲကို dominate လုပ်နိုင်တဲ့ passing game ကစားမလား position game ကစားမလားနောက်တူးချင်းကျော်ဖြတ်နိုင်တဲ့ quality player လည်းသူတို့မှာအများကြီးပဲရှိဒီ Spain team ကတော်တော်ကောင်းတာအခုဆိုပြခူပါစီနဲ့ Hosan ကကစားလိုက်ရင် center back ကလူငယ်လေးဖြစ်သွားခူကရဲလာအရင်မကြည့်သေးဘူးဟိုဘက်က Pho လိုလည်းအရင်မကြည့်သေးဘူး ဘိုးသမားကတော့အတွေ့အကြုံရှိဆုံးနောက်ကွင်းလေကဖတ်ကြည့်စားမယ်ဗျာရူဒူရအတွေ့အကြုံရှိတဲ့ကစားသမားကိုနောက်ထပ်ကစားသမားတယောက်ဒန်နီအော်မိုထဲ့မလားကြိုက်တဲ့လူသားကွင်းလေကလည်းလှုပ်အားကောင်းတယ်အဲပြီးတော့တိုက်ရှိကတကယ် ran fresh ပဲဒီစပိန်သင်းက major trophy ပေါ့လေ nation league ဒါပြီးတော့မှ euro nation league ဆိုတဲ့စပိန်ရဲ့ legendary နဲ့ argentina ရဲ့ legendary အသင်းနှစ်သင်းကို la match မလုပ်နိုင်တော့မှ ကောင်းကောင်းလေးကိုတန်းဝင်တဲ့အသင်းဖြစ်နိုင်တယ် တကယ်ကောင်းတယ်သိမ်းတာတကယ်ကောင်းတယ်သိအခု Sunday final မှာ Portugal နဲ့သူကန်ရမယ် on paper ရ Portugal ပိုကောင်းတဲ့ quality ရှိတယ်ဒါပေမဲ့ Portugal ရဲ့အသင်းလိုက်ဆူဆင်းမှုအားတွေပါရ Spain ကိုမရှင်းနိုင်ဘူးဒါကတော့အယူသားဆုံးဝင်ခတာ Spain ပိုကောင်းတယ်သိမ်းပဲဘာလို့ Germany ရဆုတ်ပြတ်နေတာပဲဒါဟိုတနေ့က Germany ကို Portugal နိုင်သွားတယ်ဆုတ်ပြတ်နေတဲ့ Germany ဒီနှစ်သိန်းကြားမှာ quality အရန်กว่าသေးတယ်ဥမာကျွန်တော်တို့ Portugal ရော Roberto Martinez လက်ထက်မှာအများကြီးတိုးတက်လာတယ်ဒါပေမဲ့သူတို့အသင်းလိုက်ဆူဆင်းမှုအား အသင်းလိုက်ကစားပုံနေအားကြီးလိုအပ်သေးတယ်သူတို့ဂျာမနီကိုသူတို့နိုင်သွားတဲ့ပွဲမှာတကယ် moment နှစ်ချိန်ရသွားတယ်တကူလုံးကိုသွင်းသွားတယ်ဒူးချင်း individual မှာ portuguese ကစားမတွေတော်တော်လေးကောင်းတယ်ဒါပေမဲ့ကျွန်တော်ဒီ spain ကိုတော်တော်သဘောကျတယ် Spain ကအခု finally စီမှာကစားရင်လည်းနိုင်ပါပဲ။အမအာဂျီနာက Spain တအားသာချက်တစ်ခုပဲရှိတယ်။သူတို့မှာအတွေ့အကြုံနဲ့မာကုံပဲရှိတယ်။ဒါပေမဲ့ကစားတဲ့ style of play ပွဲကိုထိန်းချုပ်နိုင်မှုတမ်ပူအတင်ချတူးချင်းကျော်ဖြတ်နိုင်တဲ့ quality ကစားမတွေစပိန်တော်တော်ကောင်းတယ်16နှစ်ပြီဗျာယမားရဲ့အခုလက်ရှိစပိန်မှာဗျာယမားကိုကျော်နိုင်တဲ့ကောင်မရှိဘူးယမားအကောင်းဆုံးပဲ maybe rotary ပြန်လာရင် rotary ကောင်းဆုံးလို့ပြောလို့ရမယ်စပိန်ရဲ့တမ်ပူအတင်ချမှာ तू က main ဖြစ်ကောင်းပြီမယ်ဒါပေမဲ့ 17 year lemin yama ha လက်ရှိကမ္ဘာအကောင်ပူစားဖားပဲဒါအချွေးချက်မရှိပဲ okay dambeli က champion league ရသွားလို့ तू ballon d'or ဆုကို तू ရကောင်ရနိုင်တယ်ဒါပေမဲ့လက်ရှိကမ္ဘာအကောင်ပူစားမှာဘယ်သူလဲပြင်ယမပဲဒီနေ့ပွဲမှာ तू နှစ်ကိုးသွင်းတယ် okay penalty တစ်လုံးသွင်းတယ်ဒါပေမဲ့သွင်းသွားတဲ့ဒီကအလုံးနောက်တစ်လုံးဆိုတော်ကောင်းတယ်အခုယမဟာတကယ် nation league မှာ man of the match ပြိုင်ပွဲတွေမှာတကယ် quality chart တွေလေးရတော့တကယ်ကောင်းတာ barcelona အတွက်ရော စပိန်အတွက်ရော share ပဲဒါအခုစပိန်မှာတခုပဲလိုအပ်ချက်ကပေါ့လေ first strike ကသားမတွေထုတ်ပြီးတဲ့အချိန်မှာပေးလိုက်ရတဲ့ goal တွေနဲ့ patri ထွက်သွားတဲ့အချိန်ဆို patri ဟာစပိန်အတွက်တော်တော်ခေယာကြတဲ့ကသားမပဲပြီးခဲ့တဲ့ euro တုန်းက patri မပါဘဲနဲ့နောက်ပိုင်းမှာတိဆောက်ခဲ့တာမှန်ပေမဲ့ခုဒီချိန်ကမတူညီတော့ patri က different level barcelona မှာတရားဒီလိုမှသူအကောင်းဆုံးပဲအမှန်တမ်းပြောရမားတို့ rafinha တို့ကအဓိက credit ရတာတကယ်တမ်းကျတော့ patri ကအကောင်းဆုံးပဲကျွန်တော်အမြင်တော့စပိန်ဟာဒီပုံစံဆိုရင်2020မှာသူတို့ပဲ dominate လုပ်အောင်ပါ သူတို့ပဲ dominate လို့မှာသူတို့မှာတကယ် quality ပဲအဓိကသူတို့ကစားမတွေထိုင်ရမရဘူးနဲ့သူတို့ကစားမအခုလက်ရှိနေထိုင်ရတော့ Luis telephone နဲ့အသင်းမှာလုံလောက်တဲ့ squad အင်အားရှိတယ်ကျွန်တော်အရန်ကိုကြည့်လိုက်လို့ရှင်ဗျာ Rudy တော့မပါသေးဘူးပြီးတော့မှ Dani Olmo တို့ပါလို့ရှိတယ် Morata အရန်မှာရှိတယ် quality ကစားမတွေအများကြီးပဲ Grimaldo ရှိတယ် တော်တော်များများရှိတယ်သူတို့စပိန်ကတော်တော်ကောင်းတယ်ပြင်သစ်ကတော့ကျွန်တော်ပြောတာပြင်သစ်လူမဆုံတာလဲပါတယ်โอเคဒီညမှာဝီလန်ဆလီပါတို့ဥပမကားတို့ဆိုတချို့လုံးနေပေးချင်မှာပေးရမှာဒါပေမဲ့ပြင်သစ်ကအရင်ထဲကလည်းပြီးခဲ့တဲ့ World Cup ပြီးခဲ့တဲ့ကပြင်သစ်ကြာရေးပြနေတဲ့အချိန်မှာစပိန်ကတောင်းချောက်တက်လာအခုကျွန်တော်မြင်တော့လက်ရှိနီးပြလူးစ်တယ်လီဖုန်းရဲ့အသင်းကိုမလွယ်ဘူးတကယ်လို့ Nationally Final မှာ Portugal ကစပိန်ကိုတားဆီးနိုင်တယ်ဆိုရင်တော့စပိန်နည်းနည်းလေးတန့်သွားမယ် အလုံးမဟုတ်ဘူးပေါ်ချူဂီပါမတားစီးနိုင်ခဲ့ဘူးဆိုတော့စပိန်က2026မှာလည်းသူတို့ပဲဒိုမီနိတ်လုပ်မှာပဲဒါအာဂျီနာလည်းမနိုင်နိုင်ဘူးအာဂျီနာမှာသူ့မှာမာဂိုတခုပဲရှိတယ်ဘရဇီးလ်ကကျွန်တော်ဘာမှပြောလို့မရအောင် maybe အင်္ဂလန်ကတော့လည်းမာဂုံရှိတယ်ဒါပေမဲ့အင်္ဂလန်ကပွဲတစ်ခုလုံးကိုဘိုးဆွဲနိုင်တယ်သူတို့အတွေ့အကြုံအားနည်းနေသေးတယ်အခုလောလောဆယ်နေရာတော့ Louis Telefonte ရဲ့အသင်းယမားရဲ့ Nico Williams တို့ရဲ့ခြေစွမ်း Nico Williams ဆိုကလပ်မှာနည်းနည်း struggle ဖြစ်တယ်နေဝေးစင်ရောက်ရင်အရန်ကောင်းတယ် ။ OYS ပဲတော့အလောက်မကောင်းဘူးကလပ်မှာ။ဒါပေမဲ့လူဝိစင်ရောင်ရယ်ကောင်းတယ်။ကျန်တဲ့ကစားသမားတွေတော်တော်များမီကယ်မိုရီနိုဆိုရင်လေ substitute အနေနဲ့ကောင်းကောင်းတုံးလို့ရတယ်။နောက်ရူဒီပြန်လာတဲ့အခါမှာဇူပါမန်ဒီလည်းအားကိုးရတယ်။နောက်အခုလက်ရှိမှာစပိန်ကအဓိကအသက်ကအဲ့ကောင်းမန်နှစ်ဖက်အရင်အားရတယ်။စပိန်မှာကျွန်တော်ပြောလို့ပေါ့ everything defensive ကစားနိုင်တယ်၊ transition ကစားနိုင်တယ်၊ counter ကစားနိုင်တယ်၊ position game ကစားနိုင်တယ်နောက် 1v1 individual performance ကနေကြော်ဖြတ်နိုင်တဲ့အရေးသွင်းမြင့်တဲ့ quality ကစားမလို့ရှိတယ်သူတို့မှာအကုန်ရှိတယ် အဲ့ချက်ကစပိန်ပေါ့လေကျွန်တော်2008 2010 2012စပိန်တော့မှသူတို့ကဘောလုံးကို keep ထားတဲ့ကစားမတွေညားတာဟို 1v1 ကြော်ဖြတ်နိုင်တဲ့ကစားမဆိုအင်ဒီစတာလို့လောက်ပဲရှိတာကျန်တဲ့ကစားမတွေက 1v1 ကြော်ဖြတ်တဲ့ပိုင်းမှာအားနေတယ်ဒါပေမဲ့သူတို့က position base တွေနဲ့ tight area လေးတွေမှာ space တွေကရအောင်ယူပြီးတော့ကစားသွားတာအဲ့စပိန်ကတော့ legendary စပိန်ပေါ့ဗျာဒါပေမဲ့ဒီစပိန်ကမတူညီတဲ့ different ပိုပေါက်ကွဲအခေါက်နဲ့ဒီစပိန်ကတူးချင်းအရေးတူးကြီးတော်တော်လေး quality ကောင်းတဲ့ကစားမလေးအထူးဖြင့်နေတာလည်းပါတော်လေး ငယ်တဲ့ကစားမတွေကျွန်တော်ထင်တော့ World Football မှာ Spain ကအခုဒီပုံစံတိုင်းဆိုသူတို့မတားဆီးနိုင်ဘူးပြည်သူတို့လော်လော်လေးကန်သွားတာနော်အစောပိုင်းဒီမှာ Okay Usmane Dembele တို့ Mbappe တို့ half chance တွေ half chance တွေရခဲ့တာပန်းနေပထမပိုင်းမှာ Simon ဖမ်းခဲ့ရတာပန်းနေ ဒါပေမဲ့ overall ကြည့်ရင်ဒီနှစ်သိန်းกว่าပါတယ်နောက် Spain ကလူစားလဲပြီးတော့နည်းနည်းတန်ဖို့ကြာသွားမှာပြင်သစ်ဂိုးတွေပြန်ရလို့5 4ဖြစ်သွားတာကျွန်တော်အမြင်ပေါ့လေဆိုတော့ question က Cristiano Ronaldo နဲ့ Yamaru ရဲ့ထိတ်တိုက်ပွဲမှာ Cristiano Ronaldo ဦးဆောင်တဲ့ Portuguese Tasi နိုင်လားနောက်တစ်ခုကရော Spain ကသူတို့ dominate လုပ်နေတဲ့ European football ကနေ World football တက်ဖို့လုပ်တဲ့အချိန်မှာဒီ Spain အသင်းကိုဘယ်သူ Tasi မလဲ Spain ရဲ့နောက်ထပ်နှစ်ပေါင်းများဆိုတာထပ်လာအောင်မလားဘယ်လိုထင်ကြလဲခုမှမှဝင်ရောက်မှတ်ချက်ပေးကြပါအားလုံးကျေးဇူးတင်ပါတယ်